ံပိုကောင်းလာစေမယ့်လျှော့ဝှက်ချက်တစ်ခုကိုပြောပြမယ်ဆိုရင်သိကြကြလား Hello everyone welcome back to my channel today in this video i'm going to tell you how to improve your brain's memory so let's get started အလမမင်္ဂလာပါဖီနာဖြစ်ပါတယ်ဖီနာကတော့အခုလက်ရှိစီတက္ကသိုလ်နှစ်မှာတက်ရောက်နေတဲ့ year 3 medical student တူဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့မှတ်ဉာဏ်ပိုကောင်းလာအောင်ဘယ်လိုထရိန်းရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြန်ပြပြပေးစင်ပါတယ်။ ဖင်နာတို့တွေအချောင်းရတခုကိုမှတ်ပြီးကြက်ပြီးသွားတဲ့အခါကျရင်တအောင်းလောက်နေတော့မေ့သွားတတယ်ဟုတ်တအောင်းလောက်မဟုတ်နောက်မှတပက်လောက်နေတလောက်လောက်နေရင်ကိုလိလထားပြီးတဲ့အချောင်းရတွေကိုမေ့သွားတတယ်ဟုတ် တားတဘာဝပဲအုံနောက်ကသူလှုပ်ဆရာရှိတဲ့အလုပ်တွေကိုလုပ်နေတာအဲ့တော့အုံနောက်ကကိုလေးလာလိုက်တဲ့အစ်စ်တွေကိုသူခဏသိမ်းနာပေးမယ်မလိုတော့ဘူးလို့ထင်တဲ့အချိန်ကျရင်သူကမျက်ညံလေးကို remove ပြန်လုပ်ပေးမှာပြောချင်တာကကိုထည့်ထားတဲ့မျက်ညံကိုကိုယ်တိုင်ပြန်မသုံးဆိုရင်အုံနောက်ကသူ့ကိုမလိုအပ်တော့ထင်ပြီးတော့ remove လုပ်ပြစ်တာအဲ့ဒီ memory ကိုအဲ့တော့ကိုကမေ့သွားတာအဲ့တော့ကိုလေးလာထားတဲ့အရာတွေကိုကြကြမမိစေချင်တဲ့ဆိုရင်မလုပ်ပေးမှာလေခဏခဏပြန်သုံးပေးမယ်ခဏခဏ recall ပြန်ခေါ်ပေးမယ် ဲ့လိုပဲစာရီကိုချက်လိုက်မေးလိုက်အကြောင်းအရာတစ်ခုကိုမမိသွားလိုက်ခဏနေချိန်ပြန်မေးသွားလိုက်ဒါကအုံနောက်ရဲ့တဘာဝဖြစ်စဉ်တစ်ခုပဲဒါကိုကိုကိုအပြစ်တင်လို့လည်းမရဘူးအုံနောက်ကိုအပြစ်တင်လို့လည်းမရဘူးဖိနောက်ပြောသလိုပဲအုံနောက်ကသူလို့ဆရာရှိရဲ့အလုပ်ကိုလုပ်နေမှာပဲ but ဒါပေမဲ့ it's not the end of the world ဒါကကဘာကြီးဆုံးသက်သွားတာမဟုတ်ဘူးကိုကလို့ခဏခဏမေးတတ်တယ်ဆိုရင်ခဏခဏမမေးအောင်လို့ကိုရဲ့အုံနောက်ထဲမှာရှိတဲ့ cells လေးတွေကို train ပေးလို့ရတဲ့နီလန်းနှစ်ခုရှိရဲအဲ့ဒါကိုဖိနောက်ဒီနေ့ video လေးမှာပြပြပေးပါမယ် တခုတ်သိစီစဉ်တာက Finity Channel မှာပြောသွားမဲ့အကြောင်းအရာတွေကကိုကိုရိုင်းမလုပ်ပဲနဲ့သူများကိုအကြံပေးခြင်းရုံဆရာကြီးလုပ်ခြင်းရုံတက်တက်နဲ့ပြောနေတာမျိုးမဟုတ်ပါဘူး Finna ကိုရိုင်းလက်ရှိကျင့်သုံးနေတဲ့နီလန်းတွေကိုပဲ sharing လုပ်ထားပေးရဖြစ်ပါတယ် So number 1မှတ်ညံအားကောင်းခြင်းနဲ့ဆိုရင် recall ပြန်ခေါ်ပေးရမယ် recall ပြန်ခေါ်ရဲဆိုတာကိုလေးလာထားတဲ့ကိုမှတ်တာထားတဲ့အကြောင်းအရာတွေကိုကိုမှတ်မိလားဆိုတာကို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 မိကုန်းလေးပြန်မိတာ အဲ့ဒါဘာနဲ့သွားတူလဲဆိုတော့ဂျင်ဆော့တာနဲ့သွားပြီးတူတယ်ဆိုတော့ဂျင်မှာဆိုရင်ရာကြာလေးတော်တော်များများကလမောင်ကြီးဂျင်လို့ဘိုင်းမှာ6 pack ရာဂျင်လို့ခနာကိုအကြီးဖြစ်ရှင်လို့ဆိုပြီးတော့ muscle train ကြရတယ်အဲ့တော့အကိုဂျင်ဆော့သွားတော့ဆိုရင်ခနာကိုကတည်တည်လေးဒါပေမဲ့ဂျင်ဆော့ပြီးတော့တနည်းနည်းလောက်နေတော့အကိုလိုဂျင်နဲ့ဒီ muscle proportion ရလာတယ်ပြီးတော့ကိုကိုကိုလည်း strong ဖြစ်လာတယ်လို့ခံစားရတယ်အဲ့ဒီလိုပဲကိုယ့်ရဲ့ဒီ memory ကိုလည်း strong ဖြစ်ရှင်တဲ့ brain cells တွေကိုလည်း strong ဖြစ်ရှင်နေဆိုရင်ကိုအားဒီ brain cells တွေကို train ပေးရမယ် muscle train တလို့ပဲဆိုကြတော့ तू อ่ะဟို muscle train တလို့တော့ဂျင်းသွားပြီး workout တွေလုပ်လို့မရဘောเนาะ head brain အုံနောက်ကြီးနေအပြင်ထွက်ထွက်ပြီး listening and workout လုပ်ဆိုပြီးအဲ့လိုပြောလို့ရတာမရအောင်လေအဲ့လိုမျိုး finara brain ကို physical exercise သွားပြီးလုပ်ခိုင်းလို့မရဘူးဒါပေမဲ့သူ့ကို memory exercise လုပ်ခိုင်းလို့ရတယ်ဘယ်လိုလုပ်မှာလဲဆိုတော့ finara ခုနပြောသလိုပဲကိုမှတ်ထားတဲ့အရာကို store လုပ်ထားတဲ့အချက်အလက်တွေ information တွေကိုပြန်ပြီးတော့အာပြန်သုံးတာလက်တွေ့မှာ ဒါမှမဟုတ်ခဏခဏကိုကိုကိုမိကွန်းလေးနဲ့ပြန်ပြီးတော့စမ်းသပ်ကြည့်တာတနည်းအားဖြင့်ပြောမယ်ဆိုရင်ထဲ့ထားတာကိုပြန်ပြီးတော့သုံးတာဆိုတော့သုံးမိဆိုတဲ့ကအသုံးလို့လို့ဟုတ်တယ်ဟုတ်သုံးမိဆိုရရအသုံးလို့လို့ဆိုတာကိုဘယ်သူကမှတ်လိုက်တာလဲဆိုတော့အုံနောက်ကမှတ်ထားလိုက်တာအော် तू ကသူ store လုပ်ထားတယ်သူတင်လိုက်တဲ့မှတ်ဉာဏ်လေးတွေကို तू ပြန်သုံးနေပါလားဒါဆိုရင်တော့အသုံးလို့ရခြင်းနဲ့ဆိုပြီးတော့ brain က ိုသုံးနေကြအရာလေးတွေကိုသူက long term memory ဖြစ်သိမ်းထားလိုက်တာရေရှင်ဖက်မိသွားအောင်လို့ brain ကနေပြီးတော့သိမ်းထားလိုက်တာအဲ့တော့အဲ့လိုများများသိမ်းနိုင်အောင်ကိုရီးယားလည်းများများပြန်ပြီးတော့အဲထုတ်သုံးရမယ် ချိတ်ကောက်ပြန်လုပ်ရမယ် recall ပြန်လုပ်ရမယ်ဥပမာနားလဲအောင်ပြောရမယ်ဆိုရင်ကိုကဒီနေ့မနေ့တငယ်ချင်းအစ်တတယောက်ရသွားရဲဆိုပါဆိုအဲသူ့နာမည်ကဥပမာစန်တီပဲထားလိုက်ပါတော့အဲ့တော့မနေ့ကသူ့နာမည်မိလိုက်တယ်ဟဲ့ဒီနာမည်ဘယ်လိုခေါ်လဲအငါနာမည်စန်တီပါဒါဆိုရင်အုံနောက်ကနေပြီးတော့စန်တီဆိုတဲ့ information ကို store လုပ်ထားပြီးတင်ထားလိုက်ပြီးအဲ့ဒါကိုကိုကနေ့လည်ရောက်တော့อืมအာမနေ့ကတွေ့လိုက်တဲ့ကာမလေးသူ့နာမည်ဘယ်သူပါလဲဆိုပြီးတော့ပြန်စဉ်းစားတာပြန်စဉ်းစားရဲဆိုတာ recall ပြန်ခေါ်လိုက်တာအဲ့တော့ အော်မနက်ကမှနမမေးတာလေအဲ့တော့ညနေတော့ညနေချီတော့အုံတော့ကစတိုးလုံးနိုင်ပါသေးရဲ့အဲ့တော့အော်မမမမမစန်ဒီအဲ့ဒါကိုတော့ပြီးတော့ဒီနေ့ညနေမှာ record ပြတ်မခေါ်ပဲနဲ့ now the bad နေမှာ record ပြန်ခေါ်မယ်ပြန်မျော့စဉ်းစားမယ်ဆိုရင်အဲ့နမမမမနိုင်ပါအောင်လားမမမနိုင်တော့လေဂျာရဲမှာအချိန်ကအရန်ကိုကတ်ဖြစ်သွားပြီး ါကြောင့်မို့လို့ကိုကအကြောင်းအရာတစ်ခုကိုရေရှင်မှတ်မိနေစေချင်လဲဆိုရင်ခဏခဏ record ပြန်ခေါ်ပေးရမယ်။မကြာခဏ record ပြန်ခေါ်ပေးရမယ်။ဒါမှအုံနောက်ကကိုကြီး information တွေကိုတုံးနေတယ်အတုံးလိုရဲဆိုပြီးတော့ तू ကကြကြာ store လုပ်ထားမှာ။ဆိုတော့ကို record ပြန်မခေါ်တဲ့အရာတွေဆိုရင်ထုံးစံတိုင်းပါလုံးပါလေ။အမိုက်လိုပဲ तू ကလှဲထုတ်ပြန်မှာ။အဲ့လိုပဲစာရီပါရီလေးလာတော့မယ်ဆိုရင် Fiona က passive reading to recall ပို့ပြောလုပ်စေစင်တယ် passive reading ဆိုတာကကြတော့စ ာထဲမှာရှိတဲ့ဒီစာအုပ်ထဲမှာရှိတဲ့စာပြင်လိုက်ကြီးကိုမပြင်းမကြီးထိုင်ဖက်နေတာမျိုးပေါ့ဒါဆိုရင်ကိုကစာကိုဖက်နေတာ ဖြစ်တဲ့အတွက်ကြောင့်ကိုကိုကိုရားနေလို့ထင်တယ်ဘာလို့လဲဆိုတော့ဒီစာတွေကခဏခဏဖက်နေတာရားနေလို့ထင်တယ်ဒါပေမဲ့စာကိုပိတ်ကြည့်လိုက်အဲ့ဒီအကြောင်းအရာကို record ပြန်ခေါ်ကြည့်လိုက်အစပိုင်းမှာအခက်အခဲနည်းနည်းရှိမယ်ဘာလို့လဲဆိုတော့ကိုက record ခေါ်ရတဲ့အလေးချင်မရှိဘူးအများအတမ်းပဲစာပုံမှတ်မိအောင်ဆိုပြီးတော့စာအုပ်ကြိုပဲတောက်လျှောက်ဖက်နေရရားတလို့လို့ရှိသွားလိမ့်မယ်ဒါပေမဲ့တကယ်တမ်း ဆောင်ဝဲဖြည့်ခဲ့ဆိုရင်ရုတ်တရက်ဟိုညလေးမိသွားတာတို့ဒီညလေးမိသွားတာတို့ဆိုတာ recall ခေါ်တဲ့အကျင့်နဲ့လို့ကိုရေးရတဲ့နှုတ်ကိုဖက်လဲဒီစာပဲ recall ပြန်ခေါ်လဲဒီစာပဲဒါပေမဲ့ဘယ်ဟာပို့ပြီးတော့မှတ်မိမဲ့ခြင်းလဲ recall ပြန်ခေါ်တာပို့ပြီးတော့မှတ်မိတာပေါ့ဘာလို့လဲ very independent ကိုရေးရတဲ့စာကိုဂျပန်နဲ့မဖြစ်ဘဲနဲ့ကိုယ့်ရဲ့ memory ကိုပဲဂျပန်နဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့် long term memory ရဖို့အတွက်အခုလို recall ပြန်ခေါ်တဲ့အလေးချိန်ကအရင်အထောက်အကူဖြစ်တယ်ကဲဒါဆိုရင်နောက်ထပ်တစ်မျိုးကတော့ repetition repetition ဆိုတာမကြာခဏချက်ခါချက်ခါပြန်ပြီးရောလောက်တာချက်ခါချက်ခါပြန်ပြီးရောလေ့လာတာဆိုတော့ကိုကအကြောင်းအရာတစ်ခုလေ့လာတော့မယ်ဆိုရင်တစ်ခါလေ့လာပြရတဲ့ပြစ်မထားနိုင်နဲ့အဲ့ဒါကိုခဏခဏပြန်ဖတ်မယ်ပြန်မှတ်မယ်ဒါမှအုံနောက်ကအသုံးလိုရဲဆိုပြီးတော့ကြာကြာ store လုပ်ထားမှာအဲ့ဒါဘာနဲ့သွားတူလဲဆိုတော့ဆယ်အမ်းမှာ bio ချက်တာနဲ့သွားပြီးတော့တူတာဆိုတော့ bio ဆိုရင်ဖီနာမက်မီတလောက်ကတော့ဒီစာရမ်းရတဲ့အကြောင်းသားတွေဆိုရင်သူတို့ကခဏခဏကိုပြန်ချက်နေရအားတိုင်းပြန်ယူနေရအဲ့ဒီ bio တွေကိုလေအဲ့တော့နောက်ဆုံး ဘာပဲဖြစ်သွားလဲဆိုတော့စာမျက်နှာအစားသူတို့ကုန်ဖတ်မိပါတယ်။ဘယ်စာမျက်နှာမှာဘာအစားရှိတာပြီးရင်အဲအဲ့ဒီစာမျက်နှာမှာဘယ်နေရာလေးမှာဘာလေး highlight လုပ်ထားတာဘာလေးတို့ရတာတို့ရတယ်ဆိုတာအစားသူတို့ကအသေးစိတ်မှတ်မိတာအဲ့ဒါဘာလို့လဲဆိုတော့တက်ခေါက်လေကြက်လို့လားမဟုတ်ဘူးခဏခဏ repetition ပြန်လုပ်နေလို့အသေးစိတ်မှတ်မိသွားတာမျိုးပေါ့အဲ့တော့ကတော့ရွှေအောင်တန်းခဲ့တဲ့ကာလာရေပေါ့နော်ဘာလို့လဲဆိုတော့စာချက်ချိန်တွေကလည်းအများကြီးရတယ်တင်ရတဲ့စာလေးကလည်းနည်းနည်းလေးပဲအ ဒါကြောင့်မို့လို့အကျွန်တော်တို့ခဏခဏ revision လုပ်နိုင်နေပေါ့နော်ဒါပေမဲ့စေးချောင်းမှာဆိုရင်တော့သင်ရတဲ့စာတွေကလည်းများတယ်လေ့လာရတာတွေကလည်းများတယ်အပြင်အပြင်စာတွေပါအများကြီးဖတ်ရတယ်ပြီးတော့ဒီအပြင်မှာ treatment လုပ်နေတဲ့ guideline နေနဲ့အညီ up to date ပြန်လိုက်ပြီးဖတ်နေရတဲ့အတွက်ကြောင့် revision လုပ်တဲ့အချိန်ကနည်းနည်းနည်းသွားတယ်ဒါကြောင့်မို့လို့ repetition အတွက်အချိန်ပေးရတာနည်းနည်းတော့ပြဿနာရှိရပေါ့နော်တနေ့စာတနေ့ပြအောင်တော့မနေဖက်နေရ repetition လုပ်ဖို့ဆိုရင်အချိန်ကိုတော်တော်လေးကန်ကန်လေး manage လုပ်ထားနိုင်မှာအဆင်ပြေမှာ recall တဲ့ repetition တွေချက်ပို့ပြီးတော့အရေးကြီးတဲ့အရာတစ်ခုကကြတော့အရေးဝါဖို့ပဲဖင်နာတို့အိတ်လိုက်တဲ့အချိန်မှာအုံနောက်ကသူက memory consolidation ဆိုတဲ့ process တစ်ခုလုပ်တယ် memory consolidation ဆိုတာကိုမှတ်ထားလိုက်တဲ့ short term memory တွေကိုရည်ရှင်မှတ်မိအောင်လို့ long term memory ဖြစ်ပြောင်းမိတဲ့ process အဲ့ဒီ process ကဘယ်မှာဖြစ်လဲဆိုတော့ကိုအနားယူပြီးတော့အိတ်ဆက်နေတဲ့အချိန်မှာဖြစ်တယ်အဲ့တော့ကိုကအဲ့ချိန်တိုးလေလေအဲ့ဒီ memory consolidation process ကတိုးလေလေဖြစ်တဲ့အတွက်ကြောင့်ကိုကအဲမှတ်ညံမကောင်းနိုင်ပါဘူးဖြစ်လာတတ်တယ်ဆိုတဲ့အတွက်ကြောင့်အေးရွာရွာအဖေကလည်းအင်မတန်မှအရေးကြီးတယ်စာရီအများကြီးရချင်တယ်ဆိုပြီးတော့ အေးပြက်ခန်းတင်မလားတနေ့ကို၄နိုင်၅နိုင်လောက်ပဲအိပ်ပြီးတော့စာချက်နေမယ်ဆိုရင်ကိုကစာခဏပဲရသွားမှာကွာ long term memory အနေနဲ့ကြာပြဿနာရှိနိုင်တယ်ဒါကြောင့်မို့လို့နံပါတ်၁အေးပေါင်းအရာမယ်နံပါတ်၂ recall ပြန်ခုံမယ်နံပါတ်၃ repetition လုပ်မယ်ဒါမှကိုချက်ထားတဲ့စာတွေကိုခဏခဏမမိတော့ဘဲနဲ့ရေရှင်းမှတ်မိနေမှာဖြစ်ပါတယ် ဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးအများရှိမယ်လို့မျှလင့်ပါတယ်ဖင်နာဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးလိုက်တဲ့အချက်လက်တွေ၃မိရောကိုယ့်ရဲ့မှတ်ဉာဏ်ကိုပိုကောင်းလာနိုင်အောင်ကြိုးစားနိုင်ကြပါစေလို့ဖင်နာဒီကနေ့စတောင်းပေးလိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကြောင့်အားလုံးကျေးဇူးများကြီးပါတယ်နောက်ဆက်ဗီဒီယိုတွေမှာဖင်နာနဲ့ချက်ပြီးတော့တွေ့ကြပါမယ် Anyway I hope you have a wonderful rest of your day and I am going to see you in my next video bye bye